ဒီနေ့ကျွန်မ Photoshop နဲ့လိပ်စာကတ်တစ်ခုဆွဲပြပေးပါပါလိပ်စာကတ် site ကဒါ A4 ထဲမှာဆိုရင်10ခုဝင်တဲ့ site လေးပါ အလျားက3ဒသမ8လက်မနဲ့အနံကကြတော့2ဒသမ2လက်မနဲ့ဆွဲမှာပါဒါကတော့ inspiration ယူမဲ့ ဒီဇိုင်းလေးပါဒီဒီဇိုင်းလေးကိုကိုကတစ်ထက်ထဲကြအောင် လုပ်ပြီးတော့ဆွဲမယ်ဆိုရင်လည်းရတယ်ဒါမှမဟုတ်ရင်မျိုးလုံးနဲ့ပဲဒီတိုင်းပဲကြည့်ပြီးတော့မှန်ပြီးတော့ဆွဲမယ်ဆိုရင်လည်းရပါတယ်လွယ်လဲအရန်လွယ်တဲ့ဒီဇိုင်းလေးပါနော်ဒီတော့ပထမဦးဆုံး file နဲ့ကနေ new white ကို3ဒသမခွန် high ကကြတော့2ဒသမ1 ကျမတို့ဒီဘက်ချမ်းမှာလက်မကိုရွေးပါမယ် resolution က300ထားမယ် color mood ကတော့ print ထုတ်ဖို့လိုရည်ရွယ်ပြီးတော့ cmyk ကိုယူလိုက်ပါမယ် background content တော့ဒီတိုင်းမထားလိုက်မယ်အလုံးပြီးပြီဆိုရင် ok ကိုနှိပ်လိုက်မယ်နှိပ်ပြီးတော့ကျမကဒီလိပ်စာကတ်ကိုဒီပုံစံအတိုင်းဒီပုံစံနဲ့တူအောင်ဆွဲမှာဖြစ်တဲ့အတွက်ဒီပုံလေးကို copy ကူးပြီးတော့သွားထည့်လဲရတယ် ။အဲဆိုရင်ကျမတို့ selection tool လေးနဲ့ဒါတော့လုံးဝ inspiration တိတိကျကျယူတာပေါ့နော်။အဓိကဒီခါကလေ့လာနေတဲ့ Photoshop လေ့လာနေတဲ့သူတွေကိုလေ့ကျင့်ပုံလေ့ကျင့်နည်းလေးအတွက်ပေါ့နော်။ဒါကထပ်ပြီးတော့ဆွဲမှာပေါ့။ကဲပုံလေးကို selection မှတ်ပြီးတော့လေယာပောက်တဲ့တစ်ချက်လောက်ကြည့်မယ်။သူ့ကို select ဖြစ်ပြီးသားပဲ။ Edit ထဲကနေ copy ပြီးရင်ဒီမှာ edit ထဲကနေ paste စပြီးလို့ရှိရင်ကျမတို့သူ့ကိုတိတိကျကျနေရာချရအောင် move tool လေးနဲ့เนาะ move tool လေးနဲ့ရွှေ့တယ်ပြီးရင် control t နဲ့ဆက်ချလိုက်မယ်နည်းနည်းလေးကွာတယ်เนาะကျမရဲ့ဒီဇိုင်းကျမယူထားတဲ့ site နဲ့ဒီတော့ကျမကအောက်ကိုဆွဲချလိုက်မယ် ကဲဒီပုံစံလေးပဲယူပြီးတော့စာလေးကိုနည်းနည်းညှိပြီးတော့ထည့်မယ်နော်ကဲပြီးပြီဆိုရင်ကျမတို့ဒီအပေါ်မှာလေယာအသစ်တစ်ခုခေါ်လိုက်မယ်ဒီပေါ်မှာထပ်ပြီးဆွဲဖို့အတွက်လေယာအသစ်ဒီကနေ create new layer ကိုနှိမ့်လိုက်မယ်ပြီးရင် pan 2ကိုခေါ်မယ် pan 2ဟာ shortcut key ကဖြီးပါဖြီးကိုခေါ်ပြီးတော့ကျမတို့ဒီ fill your stroke ရောအကုန်လုံးကိုနန်းလို့ခဏထားလိုက်မယ်နော်ပြီးသွားရင်ကျမတို့စပြီးတော့ဆွဲပါမယ်ဒီကနေစပြီးတော့ကျမစဆွဲမယ်ပြီးရင်ဒီဝိုင်းလို့ရတဲ့နေရာလေးမှာတစ်ချက်ဝိုင်းလိုက်ပါမယ်ကဗေချာတူးနဲ့ဆွဲမယ်ဆိုရင်လည်းရတယ်เนาะကျွန်တော်ဒီခုသုံးထားတဲ့ Photoshop version ကကဗေချာတူးမပါလို့ပါအဲ့တော့ set name နဲ့သူတွေလည်းဒါနဲ့လေ့ကျင့်လို့ရပါတယ် ကဲဒီကနေပြီးတော့ပန်တူးလေးနဲ့အရာလေးတွေလိုက်လိုက်မယ်ပြီးရင်အဆုံးရောက်ပြီဆိုရင် ကလစ်လေးတစ်ချက်ချမယ်ဒီအောက်ကိုလည်းကလစ်လေးချမယ်ပြီးရင်ဒီဘက်ကိုလည်းကလစ်တစ်ချက်အပြင်ထွက်ရင်ထွက်ပါစေနော်ရရတယ်ဒီဘက်ကိုလည်းကလစ်တစ်ချက်ပြီးမှအစမှတ်ကို ပြန်သွားပါမယ်ပြီးသွားပြီဆိုရင်ကျမတို့ခါလာလေးစပြီးတော့ထဲပါမယ်အနီရောင်လေးပါ fill ကအနီရောင်လေးပါဒါလေးကိုပိတ်ကြည့်လိုက်ရင်ကျမတို့ဒီအနီရောင်တန်းလေးရသွားပါပြီပြန်ပြီးတော့ဖွင့်လိုက်မယ်ဒီတစ်ခါကျမတို့ဒီအပေါ်ကကျမတို့ဆွဲထားတဲ့ပုံလေးကိုခဏပိတ်မယ်နောက်ထပ် layer အစ်စ်တစ်ခုထပ်ခေါ်ပါမယ်ခုနလိုပဲ fill ကိုလည်း none လို့ထားတာပြီးတော့ stroke ကိုလည်း none လို့ထားပြီးတော့ကျမတို့ထပ်ပြီးတော့ဆွဲပါမယ်အပြင်ထွက်ရင်ထွက်ပါစေနော် ီနားလေးကိုတစ်ချံနည်းနည်းလေးထိမ့်ပြီးတော့ဆွဲပြီးပါမှားသွားတယ်ဆိုရင် control z နဲ့နောက်ပြန်ဆုပ်ပါ ကျွန်မကညဘက်မှာအလုပ်အားတဲ့အတွက်စာရီတင်တာနည်းနည်းလေးနောက်ကျပါတယ်။ညီညီမှာကျွန်မတင်တဲ့နေ့တွေပေးနေလို့ပါနော်။ဘိုးချုပ်မှာတင်တဲ့အားလုံးပြီးမှ tutorial လေးတွေလုပ်ပေးဖြစ်တာပါ။ ကဲဒီတိုင်းလေးပဲကျမတို့ပန်တူးလေးနဲ့လိုက်ပြီးတော့နေရာချလိုက်မယ်ပြီးတော့ပြီဆိုရင်ကျမတို့အစမှတ်ကိုအဆုံးသတ်လိုက်ပါမယ်ခုနလိုပဲ fill နေရာမှာကျမကခဲပုတ်ပုတ်လေးထားလိုက်ပါမယ်အနက်ကြီးမတုံးချင်လို့ပါနော်ခဲပုတ်ပုတ်လေးထားလိုက်မယ်အဲနက်ပြလေးလည်းတင့်ပါတယ်နော်ထားမယ်ဆိုရင်အဆင်ပြေပါတယ် ကဲပြီးသွားပြီဆိုရင်ဒီနေရာမှာစဝိုင်းလေးတစ်ခု ထားရပါမယ်။စဝိုင်းထားဖို့အတွက်ကျမတို့ဒီနေရာက shape tool တွေက ellipse tool လေးကိုခေါ်မယ်။ခေါ်ပြီးတော့လေယာဘောက်မှာဒီလေယာလေးတစ်ခုကိုမှသွားပြီးတော့ clip မရှိရဘူး။ဒီလွတ်နေတဲ့နေရာကို clip လေးချလိုက်မယ်။ပြီးသွားမှဒီကောင်လေးကိုခေါ်မယ်။အနီရောင်လေးထားပါမယ်။အနီရောင်ထားပြီးတော့မှ ကျမတို့ဒီနေရာမှာဇဝိုင်းလေးတစ်ခုဆွဲလိုက်ပါမယ်။ Shift ကိုဖိပြီးတော့ဆွဲမယ်နော်။ Shift ကိုဖိပြီးတော့ဆွဲလိုက်မယ်။နေရာရွေးတာက ပြန်ပြီးတော့အချိန်လို့ရပါတယ်။ဒီနေရာမှာတကယ်ဆိုရင် logo ထားမယ်ဆိုရင်လည်းရပါတယ်နော်။နောက်ထပ်တစ်ခုဒီအောက်က bounce လေးတစ်ခုဆွဲပါမယ်။ bounce ဆွဲဖို့တဲ့ rounded rectangle tool လေးကိုခေါ်မယ်။ ခလာကအနက်ရောင်လေးကို ရွေပေးမယ်ခလာကိုဒီကနေရွေလဲရတယ်ဒီအပေါ်ကရှိတ် option နဲ့ကနေသွားရွေလဲရတယ်နော်ခုနလိုပဲကျမတို့လေယာဘယ်လျောင်မှ clip မထိပဲနဲ့အပြင်ကို clip ချပြီးတော့ဒီနားလေးမှာ round rectangle tool လေးတစ်ခုဇွဲမယ်ဒါလေးပြီးသွားပြီဆိုရင်ကျမတို့ စာလေးတွေဖြည့်ပြီးတော့ address ခန်းသုံးလို့ရပါပြီ။ကဲကျွန်မကနားလေးမှာစာရိုက်မယ်။ကဲမောတုခကျွန်မရဲ့လိပ်စာလေးပဲရိုက်လိုက်မယ်။ခုကျွန်မတို့ shape တွေထည့်လို့ပြီးသွားပြီဖြစ်တဲ့အတွက်ကျွန်မတို့ရဲ့ဒီပုံလေးကိုငွေရဲ့နောက်ခံပုံလေးကိုခဏပိတ်လိုက်တော့မယ်။ပြန်ကျမတို့ဆွဲထားတဲ့အတိုင်းပဲပြန်ပြီးတော့ထားလိုက်မယ်ဒီနေရာမှာ ကိုရိုက်ထားတဲ့စာလေးကိုထီနဲ့ဆလတ်လုပ်ပြီးတော့ font size ချိန်လေးရတယ်ဒါမှမဟုတ်ရင် control t နဲ့ကျွန်တော်တို့ဒီလိုချိန်လိုက်လို့လည်းရပါတယ်ကဲပြီးသွားပြီဆိုရင်ကျွန်တော်တို့ alignment လေးစဉ်းစားမယ် alignment ကသူကတော့အားလုံးကို left အညီလောက်ထားတာပါ left အညီလောက်လဲရတယ် right ကိုအညီထားပြီးတော့လဲလှပါတယ်နော်ဖုန်းနံပါတ်လေးကိုလဲဖုန်းနံပါတ်လေးကိုလဲကျမတို့ဘယ်ညှိဘယ်ထားလိုက်ပါမယ် ပြီးတော့ရင်ဒီနောက်လေးမှာကျမက email လိပ်စာလေးထည့်มาပါဒီလေးကိုခေါ် click ချပြီးတော့အမီလေးစာလေးကို font color ကိုကျမက white လေးထားလိုက်မယ်။ဘာကြောင့်လဲဆိုတော့အနက်အောက်ခံနေမလို့ပါ။ပြီးရင် size ကိုလည်းကျမတို့သေးလိုက်ပါမယ်။ ။ဒါဆိုရင်ကျမတို့လိပ်စာကတ်လေးတစ်ခုရပါပြီ။ဒီလိုပဲ shape builder 2နဲ့3ရင်တော့ပို့ပြီးတော့လှပါတယ်။ပို့ပြီးတော့လည်းအဆင်ပြေတယ်။ကြည့်ရတာပို့ပြီးတော့ကောင်းတယ်။ကြည့်အားလုံးပြီးပြီဆိုလို့ရှိရင်ကျမတို့ file နဲ့ကနေ CSS နဲ့တင်မယ်။ save နဲ့တင်လဲရပါတယ်เนาะကျမကလက်ကအကျင့်ပါနေတာ။ကျမက desktop ပေါ်မှာ နံပါတ်လေးပေးပြီးတော့ PS ဒီလေးနဲ့ save လုပ်လိုက်မယ်ဒါဆိုရင်ကျမတို့ဒီမှာ desktop ပေါ်မှာဘုဒ္ဓခန address ခန့်ဆိုပြီးတော့ပေါ်လာမှာပါ။ဒါရင် save as လုပ်ပြီးတော့ကျမတို့ JPG ချင်းနဲ့ထပ်ပြီးတော့သိမ်းပါမယ်။တကယ်လို့ site မှာသွားပြီးတော့ print ထုတ်မယ်ဆိုရင် tip file လေးနဲ့ယူသွားပါနော်။ နေတော့ဒီလောက်ပါပဲ